အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်နဲ့စာအုပ်များ channel ကနေထူးဆန်းထွေလာဖြစ်ရဆန်းကျဲအကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေပါတယ်ဒီဗီဒီယိုတွေကိုနားဆင်အားပေးတဲ့အခါမှာအဆင်ပြေမယ်ဆိုရင်တော့ VPN လေးဖွင့်ပြီးတော့ကြည့်ရှုအားပေးဖို့မြစ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဝါဘလောက်တောက်ရွာဒီအင်ဂျင်900ခန်းရှိသောရွာကြီးတရွာဖြစ်ထိုဝါဘလောက်တောက်ရွာနဲ့ဝါဘလောက်တောက်ရွာတစ်ဖက်တစ်ချက်တွင်ဝါဘလောက်တောက်မြစ်ကစီးစင်းနေသည်ထိုရွာများ၏တစ်ဖက်တစ်ချက်စီတွင် တမင်ချံတရေလူတာကိုင်းနဲ့ပြားမော့ဘိုဒင်နှစ်ခွခရာစုစသည့်ရွာငယ်ကလေးများဝင်းရံလေးရဲ့ရှိကြ၏ဝါဘလောက်တော့ရွာနဲ့ထမ်းမင်ငယ်ရွာတို့မှာဆက်ဆက်လေးရဲ့ရှိ၏ဝါဘလောက်တော့ကြေးရွာတွင်ဖုံးအင်းကျောင်းသုံးကျောင်းရှိလေ၏ကျောင်းနှစ်ကျောင်းကဝါဘလောက်တော့ရွာထဲတွင်ရှိတော်လဲဖုံးအင်းဥဒမသတင်းသုံးရာဖုံးအင်းကျောင်းမှာဝါဘလောက်တော့နဲ့ထမ်းမင်ငယ်ရွာအကြား၌ရှိလေ၏ထိုကျောင်းတွင်တခါတရံကိုရင်သုံးလေးပါးသာရှိ၍အများအပြားဖုံးအင်းဥဒမအတပါးတည်းသာသတင်းသုံးလေးရှိပါသည် ထိုကြောင့်ဝေးတစ်ဖက်တွင်စံစက်တစ်လုံးရှိကြံတစ်ဖက်တွင်ဦးတော်ဤလဲခွဲရှိအုံဤဥဒမသည်စံစက်သို့ဆံလာကြိတ်သည့်လဲများထံမှစံများအလူခံ၍ကိုရင်ချက်ပြုတ်စားတော်၏ဖုံဤဥဒမသည်စိတ်မြန်ပြီးစိတ်တူလဲ၏တခါတည်းရန်တွေ့ရာကြုံရပြောရဆိုရအစင်မပြေသဖြင့်ဒေါသဖြစ်လျင်ရွာထဲသို့ပတ်ကဥတော်နံမဲတက်၍ဆဲဆိုလေးရှိထို့ကြောင့်ရွာသူရွာသားအချို့ကဖုံဤယူဟုတတ်မှတ်ကြ၏ တို့ရတယ်ဖုံဤဥဒမသည်အချိန်ရှိသည်၍ကြောင်းထဲ၌ပရိစိတ်၍သာနေလေရှိ၏အခါတည်းရန်တွင်တင်မောစိတ်သို့သွား၍တင်မောပေါ်တက်ကအလူခံ၍ရှိ၏ရွာသူရွာသားတို့နေကယင်းယင်းနီနီဆက်ဆံခြင်းမရှိပေတခါတည်းရန်ထိုเจ้าမှအတန်ကြာပျောက်ပျောက်သွားတဲ့ပြန်၏လာနေချီပျောက်သွားပြီးမှเจ้าတို့ပြန်ရောက်လာတဲ့၏ကြာတော့ဖုံဤဥဒမကိုရွာသူရွာသားတို့ကဂယုမပြုကြတော့ချေသူเจ้าတို့လည်းရွာသူရွာသားတို့ကအသွာလာလဲသိမရှိကြတော့ဖုံဤဥနေဖြင့်သာမိမိပျောက်ပျောက်ထားကြ၏ ဖော်ဝင်ဥဒမကရွာเจ้า၌ရှိနေပါကလည်းရွာထဲသို့ဘယ်အခါမှဆုံးလံမကြွာသူเจ้าပဲရှိဆန်ဆက်သို့ဆန်လာကြိတ်သည့်လှဲတို့ထံမှဆန်များအလူခံခြင်းတခါတရံတင်းမောစိတ်သွား၍တင်းမောပါတက်ခါအလူခံခြင်းပြုကတပားလဲချက်ပြုတ်စားတော့၍နေလေ၏တခါကဖော်ဝင်ဥဒမရွာမှတလျော်ကန်ပျောက်သွားပြီးနောက်เจ้าသို့ပြန်ရောက်လာ၏သူကိုကြည့်ရသည်မှာရခင်နှင့်မတူတမူထူးကြနေ၏ရွာထဲမှာအသက်အရွယ်ကြီးမားသူရွာလူကြီး၃လေးဦးခန့်ကိုခေါ်ကာတိုင်ပင်ဆွေးနွေး၏ ဒါလူကြီးများမှလည်းမခေါ်စဘူးအခေါ်ထူးတော့ကြောင့်ဖုံးဤထံမဖြစ်မနေသွားရ၏ထိုထဲတွင်ဖုံးဤဥဒမမကျေနပ်တိုင်းအစဲခံရသည့်ဥတို့လည်းပါဝင်ကဲဥတို့ကျုပ်တို့ကြောင့်မှအလူလုတ်ခြင်းလေဗျာပြီးတော့ဂိတ်တိမာသာအစိတ်ကိုလည်းကျုပ်ကိုရင်ဝတ်ပင်ပဲဗျာကျုပ်ကဘာမှပေးစရာလူစရာမလိုဘူးကျုပ်အားလုံးကိုတာဝန်ယူပြီးလုပ်ပေးမှာပြီးတော့အငိမ်ပွဲလည်းသွားမယ်ဗျာခမရတို့ကနည်းနည်းပါးပါးပဲဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့ပဲလိုတယ်ကုံပြငွေတွေအားလုံးကျုပ်တာဝန်ယူတယ်ဘယ်နဲ့လဲ ဟောဤဥဒမ၏ဇကားကြောင့်ဥတော်ပါဝင် လူကြီးများအံဩကချက်ချင်းဇကားမပြန်နိုင်ကြ။ကဲဘလို့လဲကြုံမေးတာလေဖြေကြပါခမည်းတော်ကနည်းနည်းပါးပါးဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့တော့မလုပ်ပေးနိုင်ကြဘူးလားဗျ။ဒါဆိုလဲတခြားရွာလူတွေခေါ်လိုက်တော့မယ်။မဟုတ်ပါဘူးဗျာမဟုတ်ပါဘူးမဟုတ်ပါဘူး။တပည့်တော်တို့ကအရှင်ဘုရားတပါးတဲ့အကုန်ကြခံမယ်ဆိုတော့အံဩမိသွားလို့ပါ။ဟိုကျန်တဲ့ဝိုင်းဝန်းဖို့အပိုင်းကိုတပည့်တော်ရွာသားတွေကူညီနိုင်ပါတယ်ဗျာ။ ဟိုအရှင်ဘုရားလုံးမဲ့အလူက ကြီးကြက်ခန်းသားလေတော့ဟိုအကုံကြရလည်းအရန်များနေမှာမို့အရှင်ဘုရားတွေတပည့်တော်တို့ကစဉ်းစားပေးနေမိကြပါဖေဟာဒီအကုံကြစရိတ်တွေကိုမင်းတို့ဘာမှမပူပင်နဲ့ငါနိုင်လို့ငါတူတာကျန်တဲ့အပိုင်းတွေစုံကြီးအောင်သာခမားတို့ဝိုင်းညဝင်းညကိုရင်ဝိမဲ့သူတွေကိုအခုကလေးကစူးစီးပြီးကြုတ်စီလာဖို့ကြကြလာမှန်လားပါဗျာတပည့်တော်တို့အားလုံးပြည့်စုံအောင်စီစဉ်ပေးပါမယ်ဗျာကဲကဲဒါဆိုရင်ဟောဒီမှာပရိခေယံနဲ့စားဖို့တောက်ဖို့ချက်ပြုတ်အောင်ဝယ်ချမ်းဖို့ပတ်ဆက်ယူသွား ဘုံဤဥဒမထုတ်ပေးသောငွေစကူတို့အထားလိုက်ကိုကြည့်ပြီးအိုးတော်ပါဝင် လူကြီးလေးဦးကမျက်လုံးပြူးသွားကြ၏ချက်ချင်းလမ်းမယူရဲရှိနေစဉ်ဘုံဤဥဒမကငွေတုပ်ကိုထားပြီးထထွက်သွားတော့မှငွေတုပ်ကိုယူကကြောင်းမှပြန်ခဲ့ကြရ၏ဘုံဤဥဒမ၏အလူမှာရွာနေချုပ်ဆက်တွင်အန်အောလောင်ကိုကြီးကျယ်ခံလာ၏အနီနာရွာများကိုပါဖိတ်ကျွေးသောကြောင့်လူစီကားလာ၏ထို့အပြင်အငိမ်ပွဲပါဝင်မြဲလျာအလူပွဲမှာနှိမ့်ညမပြတ်ကြက်ပြန့်မကြစီကားလွန်လာ၏ အလူပွဲတွင်ထမင်းဟင်းကျွေးယုံများမကရန်ကုန်မြို့ရှာမီဂိတ်မုံတိုင်းမှာဂိတ်မုံများကိုပင်ခြားကျွေးသောကြောင့်ဖုံးဟင်းဥဒမကိုလူတိုင်းကစိတ်ဝင်စားသွားကြ၏ဖုံးဟင်းဥဒမမှာအလူလောက်ရန်စီစဉ်သည်နှင့်စိတ်ကောင်းဝင်ကပုံမှန်စိတ်ဖြစ်သွား၏အလူပြီးသည်နှင့်စိတ်ဖောက်ပြန်လာကငကိုအတိုင်းပြန်ဖြစ်သွား၏ထူးခြားသည့်မှာဖုံးဟင်းဥဒမဝတ်ပေသော ကိုရင်များမှာသူ၏အကြောင်း၌သုံးရက်သာနေကြ၏သုံးရက်ကျော်သည်နှင့်ထွက်သွားကြ၏တခြားမှာကိုရင်လာဝတ်လျင်လည်းသုံးရက်သာနေကြ၏ ၃ရက်ကျေ ए, ာ ए, ်တည်နှင့်ထွက်သွားကြသည်ကြီးဖြစ်နောက်ဆုံးကျောင်း၌ဖုံးဝင်းဥဒမတပါးလဲသာကြင့်ကြံခဲ့၏ဖုံးဝင်းဥဒမသည် နမတရှင်ကိုဝယ်မွေးပြန်၏ထိုနမတရှင်ကိုသူကိုယ်တိုင်မျက်ရည်ကျွေး၏ထို့အပြင်နွားလဲပြိုင်ပွဲကိုမြို့ပေါ်တက်၍ပြိုင်သည့်အခါလဲရှိ၏ထို့ကြောင့်ရွာသူရွာသားတို့မှဖုံးဝင်းဥဒမကိုနားလည်ရန်ခက်လာ၏အထူးဆန်းဖြစ်ကြရ၏သို့သောမိသူမြပြန်မပြောရဲကြကြ၍ကွယ်ရာတွင်တော့ဖုံးဝင်းဥဒမအကြောင်းကိုအတင်းပြောတတ်ကြ၏ဥဒု ခမရဖုံးကြီးကတော့တော်တော်ထူးထူးဆင်းဆင်းပဲဗျာဘယ်ခါလာကြုတ်ဖုံးကြီးရမှာလဲဗျာတရွာလုံးကဖုံးကြီးပါဗျာဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဖုံးကြီးကကြုတ်တို့တဲ့ခမရကိုပို့ချင်းလို့ခမရနာမည်ကိုသူ့ပါဇာကချောက်ဦးမချောက်ဘာလဲကြုံနာမည်တက်ပြီးတရွာလုံးပတ်စင်နေလို့ပြောတာမဟုတ်လားဟုတ်ပါဟုတ်ပါဒါနဲ့ထားပါတော့ဗျာခမရကိုတကူမေးကြည့်လို့ဗျာခမရကသူ့နဲ့နီးစက်တော့သိကျင်သိမှာပေါ့ဗျာဘာများလဲဘာသိကျင်လို့လဲဗျာဒီလိုပေါ့ဗျာဟိုတလောတော့ကဖုံးကြီးတူတဲ့အကုံကြခံပြီးအလူကြီးလောက်သွားတယ်မဟုတ်လား အဲ့ဒါအဲ့လိုအလူကြီးလုံနိုင်တော့ငွေတွေကိုသူဘယ်ရရတာလဲဆိုတာသိကျင်နေဗျာခမားသိရင်ပြောပြစမ်းပါအင်းခမားပြောမှာပဲကြုံတဲ့သွားတတိရမိတယ်ဗျာအဲ့ကိစ္စကြုံတဲ့သိကျင်နေတာဗျာတကယ်တော့ဖုံးကြီးကစိတ်ကောင်းတာနဲ့စိတ်မကောင်းတာဆိုစိတ်မကောင်းတဲ့ရက်ကများနေတာလေပြီးတော့ကြုတ်တို့ရွာကနေတစ်ခါတစ်ခါအတော်ကြောင်ပျောက်ပျောက်သွားတတ်တယ်ဘယ်ရောက်လို့ဘယ်ပေါက်တယ်မသိပါဘူးဗျာနောက်ဆုံးတော့ဒီရွာပဲပြန်ရောက်လာတာပဲမဟုတ်လားအလူခံလို့ရတယ်ဆိုရအောင်ငါလဲစိတ်နှောင့်နေတဲ့ဖုံးကြီးမို့ဘသူကမှဒီလောက်လှူကြတာမမြင်ဘူးပါဘူးဗျာ ဒါနဲ့တောင်သူ့စီမံငွေတွေအထက်လိုက်အထက်လိုက်တွေ့နေရတာအန်ဟောစရာတကယ်ကောင်းတယ်ဗျာအေးဗျာဒါတောင်ဖုန်းကြီးကယူးနေလို့မယူးမြန်းမယူးရင်ဘလောက်တောင်ချမ်းသာမလဲမသိဘူးတခုတော့ရှိတယ်နော်ဖုန်းကြီးကသူ့ကိုအယူးလို့ထင်ရင်အယူးလို့ခေါ်ရင်မကြိုက်ဘူးဗျကြုတ်ကိုပဲကြည့်သူ့ကိုအယူးလို့ကြည့်မိတာနဲ့လိုက်ဆဲတော့တာပဲခမရလဲကြုတ်လို့အစဲခံနေရအောင်မယ်နော်တတိထောင်းဦးတွန်းနဲ့ရွာလူကြီးတို့တိတ်တဆိတ်ဖုန်းကြီးဦးတမအကြောင်းပြောပြီးနောက်တစ်နေ့တွင်ဖုန်းကြီးဦးတမမှာဦးတွန်းနာမည်တက်၍ရွာကိုပတ်ကဆင်းနေပါတော့ဤ ဦးတို့မှာသူတို့နှစ်ဦးပြောသည့်အကြောင်းဖောင်းဟင်းဦးတမမြည်တို့တိသွားရသည်ကိုစဉ်းစား၍မရအောင်ထင်မိ၏ဒီလိုနဲ့ဖောင်းဟင်းဦးတမမှာရွာမှနေလိုက်ပျောက်သွားလိုက်ဖြင့်သုံးနှစ်ခန့်ကြာသောအခါရွာသို့ပြန်ရောက်လာပြီးအလူကြီးလူပြန်လေ၏ရွာသူရွာသားတို့မှအံဩခြင်းဖြစ်ရလေပြန်၏အံဩခြင်းနှင့်အတူအငိမ်မွဲကြီးရ၍ပျော်ရွှင်ကြည်နူးကြရပြန်လေ၏ဤသို့ဖြင့်ဖုံဤဥဒမမှာသုံးနှစ်တကြိမ်အလူကြီးလူဤသမေချောင်းစီမောင်းတိလူတကယ်သို့လက်မယွန်းနှင့်လူဤ ထိုလူတိုင်းတွင်ကိတ်တိမာသာအစိတ်ခန့်ကိုကိုရင်ဝစ်ပြီးတခုထူးခြားသည်မှာထိုလူတိုင်းရန်ကုန်မြို့မှနာမည်ကြီးမုတ်တမျိုးမျိုးကိုမှာယူကြွမွေးလေရှိခြင်းဖြစ်ပြီးထိုကြောင့်ယောဟန်ဤတဝိုင်းမှလူများမှဖိုးဤဥဒမ၏အလူတို့တွားပြေအောင်တွားကြ၏ဂယုတဆိုင်ဖြစ်လာကြ၏ဖိုးဤဥဒမကတော့ထုံးစံအတိုင်းအလူပြီးသည်နှင့်စိတ်ကောင်းပျောက်သွားကယခင်အတိုင်းတွားမြဲစားမြဲနေမြဲပဲဖြစ်လေ၏ဤသို့ဖြစ်မည်၃နှစ်တစ်ချိန်လှူခဲ့သောဖိုးဤဥဒမ၏အလူက၃ချိန်မြောက်လူပြီးခဲ့တော်၏ အလူပြီး၍တပတ်ခန့်အကြာတွင် မြင်းတကောင်ဝဲကရွာရိုးတစ်ချောင်းမြင်းလိုက်စီရွာနီးတဝိုက်တို့လည်းမြင်းစီးသွား၏ဖုံးယူးတမမြင်းစီးသွားသည်ကိုရွာသူရွာသားတို့ကအစမ်းတကြေလိုက်ကြည့်ကြ၏မြင်းဝဲစီးသောကြောင့်လည်းရွာသူရွာသားတို့အံ့ဩကြရပြန်၏ဖုံးယူးတမကမြင်းသူကိုအမြဂယုမဆိုင်မြင်းကိုစီးမြဲစီတို့ရတွင်ရွာသူရွာသားတို့ကဖုံးယူးတမကိုဂယုတဆိုင်ကြည့်ရှုနေကြ၏ထို့ကြောင့်ဖုံးယူးတမဘာတွေလုံနေသည်ကို မြင်ညသိကြလေ၏ ဖုံးဦးဓမ္မမှာမြင်းဝယ်စီးပြီးတပတ်ခန့်အကြာတွင်မှန်ကောင်းကြီးတလုံးကိုဝယ်ပြန်လေ၏ထို့နောက်ထိုမှန်ကောင်းကြီးတဲ့သို့ဝင်ကခုနှစ်ရက်ကြာအိတ်နေပြန်၏ဖုံးဦးဓမ္မမှန်ကောင်းထဲမှပြန်ထွက်လာသောနေ့တွင်ဝယ်ထားသောမြင်းသေး၏မြင်းသေးသောအခါတွင် မြင်းကိုမြုပ်ရန်တခြားရွာသားများကိုမခေါ်ဖုံးဦးဓမ္မတယောက်တည်းမြင်းကိုစွဲကာမကမြင်း၌မြုပ်ရည်တကြို၏ဖုံးဦးဓမ္မ၏လောက်ရများကိုရွာသူရွာသားများကအဝင်းမှချောင်းမြောင်းကြည့်၍နေကြ၏ဝင်မပြောရဲကြဝင်မလုံရဲကြ တို့ရတွင်ရွာထဲ၌ကဖုံးဟင်းဥဒမ၏အကြောင်းတို့မှလူတိုင်းစိတ်ဝင်တစားဖြစ်နေကြသည်ဥတို့ခမရဖုံးကြီးကတော့အထူးဆန်းတွေလုပ်နေတယ်နော် ဟုတ်ပါရဲ့ဗျို့ပထမမြင်းဝယ်ပြီးစီးတယ်နောက်တစ်ခါမှန်ကောင်းကြီးတစ်လုံးဝယ်ပြီးတော့အဲ့ဒီမှန်ကောင်းထဲမှာပဲခொနှစ်ရလုံးဝင်အိတ်နေတယ်အဲ့ဒီမှန်ကောင်းထဲကပြန်ထွက်လာတော့သူ့ဝယ်ထားတဲ့မြင်းကတေးပြဲရောမြင်းတွေတော့လေရွာထဲကလူတွေကိုမခေါ်ဘူးသူ့မြင်းကိုသူ့ဟာသူမဆွဲပြီးမြင်းမြုပ်တချိုလိုက်တယ်အဲ့ဓာတွေခမရတို့လည်းဖုံးကြီးကိုစိတ်ဝင်တစားကြည့်နေတော့တီးမိသားပါဗျာ ဒါနဲ့ခမရကျုပ်တို့ကိုပြောတဲ့အစီလို့ဆိုဘာလဲဒါတွေပြောမလို့လားဒါတွေကကျုပ်တို့ချောင်းကြည့်ပြီးသားမလို့သိထားပြီးသားပါဗျာတခြားအကြောင်းရှိရင်သာပြောတခြားအကြောင်းရှိလို့ပြောပြခြင်းလို့ခမရတို့စီလာခဲ့တာကျုပ်ကိုမနေရဖုံးကြီးကသူ့စီလာဖို့ခေါ်လို့တွားခဲ့ရတယ်ဗျအဲ့မှာဖုံးကြီးကကျုပ်ကိုမှားတယ်နေပါဦးဗျာဘာတွေမှားလဲပြောပြစမ်းပါတကယ်သိခြင်းလို့ပါပြောစမ်းပါဦးဘာတွေမှားလဲတခြားတော့မဟုတ်ပါဘူးဗျာသူ့ပြန်လုံရင်ဘိုင်းမခွဲနဲ့ရေမမျောနဲ့တဲ့อืมဒီလိုမှားတယ်ဆိုတော့ तू ကပြန်လုံတော်မူမှာမလို့လားဗျာ ဒါတော့ကျုပ်လည်းဘယ်ပြောတယ်မလဲဗျာသူမာတာကိုကျုပ်ကပြောပြတာတိကျင် ဖုန်းကြီးစီခမရလို့တွားမေးကြပေါ့အေးဖုန်းကြီးကတော့ဒေါ်ရီကိုဥနောက်ချောင်းတခုပြီးတခုဘယ်လေးလုံနေတော့တာပဲစကားဝိုင်းမှာဥတို့ထထွက်သွားတော့ကြံလူများကတီတိုတီတိုပြောကအတွေးဆန့်၍ကြံခဲ့ကြ၏ထိုစဉ်အဝေးရောက်နေသည့်ဥတို့တယောက်မူလစကားဝိုင်းသို့ပြန်လှည့်လာ၏ဩစောစောကဖုန်းကြီးမာတဲ့စကားတခုကြံခဲ့လို့လာပြန်ပြောတာဗျာ အဲ့ဒါကမကြမီမှာဒီဝါအနီးနားမှာကဘာတွေပြိုကြမယ်တဲ့ပြီးတော့မော်တော်မောက်မယ်လို့ပြောတယ်ရဲအတိကြတော့မပြောဘူးအဲ့ဒါတော့ဟုတ်တော်ရှိမဟုတ်တော်ရှိသတိထားကြဖို့တော့လိုတယ်နော်ကဲကဲချုပ်သွားပြီပြိုဦးတို့ကပြောဆိုပြီးနောက်ထိုးစကားဝိုင်းမှာထတ်ထွက်သွားပြန်ဤကြံလူများကတော့တီတို့တီတို့ပြောရင်ကြံခဲ့ကြဤအေးဗျာယုံအားခက်မယုံအားခက်ပဲဘာပဲဖြစ်ဖြစ်မြေကဘာအိမ်နန်းတွေကတော့သတိထားတာအကောင်းဆုံးပဲပေါ့ဗျာမိစားရလူတွေကသတိပေးလိုက်ကြပေါ့ အယူစကားတပင်တဲ့စကားတွေကမှန်တာများတယ်လို့ရှေးကဆိုခဲ့တာပဲလေဟုတ်တယ်ဗျကိုတလော့ဖုံးကြီးလုပ်ရတူရတော်တော်ထူးထူးဆန်းဆန်းတွေပဲဒါတွေကို तू တမင်လုံနေတာတော့မဖြစ်တန်ကောင်းဘူးဗျအကြောင်းရင်းတော့ရှိနေမယ်အင်းတနေ့တော့တိကျမှာပေါ့ဗျာဖုံးကြီးဦးတမိုင်းမိမချင်းများနဲ့ထူးခြားဖြစ်စဉ်များကပရွာထဲတွင်သာမကရွာနီးချုပ်ဆက်တို့ပါပြန့်နေရောက်ရှိသွား၏တို့ဖြစ်ရာတခြားရွာများမှရွာသားချောကဖုံးကြီးဦးတမကိုလာရောက်ချောင်းမြောင်းကြည့်ရှုလာကြ၏ဦးတမကကြောင်းထဲမှာကြောင်းပြင်သို့မထွက်တော့ ထိုအခါရွာသားတို့ကတတိထား၍ဖောဤဥဒမကိုအဝေးမှချောင်းမြောင်ကြည့်ရှုနေကြရလေ၏မြင်းသေးပြီတပတ်ပြည့်သောနေ့တွင်ကြောင်းနေ၌ဖုံးရင်ဥဒမ၏လှုပ်ရှားမှုပုံရိပ်တို့ကိုမတွေ့ရ၍ဥတော်နှင့်ရွာသားအချို့ကကြောင်းပေါ်သို့တက်ကြည့်ကြရာဖုံးရင်ဥဒမမှာမှန်ကောင်း၏အတွင်း၌အိလိရဲ့အသက်ဝိညာဉ်ကင်းမဲ့နေလေတော့၏ဖုံးရင်ဥဒမပြန်လွန်သွားပြီဟူသောတည်းမှာရွာရင်းနှင့်ရွာပြင်မတို့ချက်ချင်းပင်ပြန့်နှံ့ရောက်ရှိသွားလေ၏ဒီနေ့မနေ့ပိုင်းကပဲဖုံးရင်ဥဒမပြန်လွန်တော်မူသွားတာတဲ့တော့ ေးတို့တော့ဒီနေ့ဇက်ပွဲကြီးရတော့မှမဟုတ်တော့ပါဘူးကွာဟုတ်ပါရဲ့ဗျာကျုပ်မှဒီနေ့ကျုပ်သားအငယ်ကောင်ကိုဖုန်းဥဓမ္မတဲ့အပ်ပြီးကိုရင်ဝခိုင်းမလို့ဘူးဗျာကူတော့မှန်းချက်နဲ့နှံ့ထွက်ဝေးရပြီပေါ့ဗျာဟော့ဟော့ပြောရင်းဆိုရင်ဥဓမ္မရဲ့ကပ္ပိယာကြီးဥတို့ဟိုမှလာနေပြီဗျာသူ့ကိုအချိန်လေးလေးမေ့ကြည့်အောင်မလူအုပ်စုအနီးသို့ဥတို့ရောက်လာ၏လူအုပ်စုထဲမှတယောက်ကဥတို့ကိုမေးလိုက်ဥတို့ဖုန်းဥဓမ္မပြန်လုံတော်မူသွားပြီဆိုတာတကယ်လားဗျာဟုတ်တယ်ဗျဒီနေ့မနေ့ဆော့ဆော့ရပဲပြန်လုံတော်မူသွားတယ် အဲ့ဒါတောင်ချောင်းကဆရာတော်ကိုသွားရှောင်းမလို့လာခဲ့တာဗျနေပါဦးခမည်းတော်ကတမအုပ်စုဝယ်ပြီးဘာလုပ်နေကြတာလဲဩကျမတို့ကတမင်အုပ်စုဝယ်ပြီးနေကြတာမဟုတ်ပါဘူးနော်သွားရင်လာရင်ကြုံလို့ဟိုအเจ้าဒီเจ้าနေမင်းနေပြောနေကြတာပါတော့ဒီအဲမှာဥဒမပြန်လုံးနဲ့အเจ้าလဲပါတာပေါ့ရှင်ဒါနဲ့ဥတော်နဲ့စုံလုံးတစ်ခုဆက်စုလိုက်အောင်မယ်ဖုံးဥဒမမပြန်လုံးရင်ဥတော်ကိုကြိတ်ပြီးဘာတွေများမှားသွားသေးတယ်ဖုံးကြီးစီမှာပတ်ဆက်တွေအများကြီးရှိတယ်တဲ့နော် နေနိုးကလည်းထင်းကြီးရဆွတ်ထင်းနေကြတယ်ငါတော်ဥဒမအသက်ကိုမမိလိုက်ဘူးငါသွားတော့ဖုန်းကြီးကပြန်လုံနေပြီလေအေးကြံခဲ့တဲ့တရက်နှစ်ရက်ကတော့ငါ့ကိုခေါ်ပြီးမှာခဲ့တာတော့ရှိအာဒါပြောတာပေါ့ဥတိုးကဖုန်းကြီးဥဒမရဲ့ကပ်ပြီးရပါလို့သူ့မှာရှိတဲ့ရွှေမွေတွေဆိုဥတိုးကိုပဲပေးခဲ့မှာပေါ့မဟုတ်ဘူးလားဟာဗျာခမရတို့ကကျုပ်ကိုအထင်ကြီးနေတော့တာကိုဖုန်းကြီးမှာခဲ့တာကသူ့ပြန်လုံသွားရင်သူ့ဘိုက်ကိုမခွဲပဲသကြိုးဘုတ်တစ်ခုပဲမှာခဲ့တာသိပလားဗျတကယ်အချင်းကြီးလုံးတောင်ချောင်းကိုသွားလိုက်အောင်မယ်ပြော ဖော်ဝေဦးတမားကိုတကြိုးဖို့တောင်ချောင်းဆရာတော်နဲ့တိုင်ပင်ရမှာရှိသေးတယ်ဗျ။ဦးတိုးကပြောဆိုပြီးနောက်လူအုပ်အနီးမှာထွက်သွားလေ။ကျမကတော့ဒီလူကြီးပြောတာမယုံပါဘူးတော့။ဦးတမားနဲ့အရင်နှီးဆုံးဆိုလို့တူပဲရှိတာလေ။ပြီးတော့ဦးတမားစီမှာဆုထားတဲ့ပစက်တွေအများကြီးရှိတယ်လို့ပြောတဲ့ညကြားနေရတာပဲ။ဘလောက်ရှိသလဲဆိုတာတော့၃နှစ်တကြိမ်အလူကြီးပေးတာကိုပဲကြည့်။တုံးမှမရှိရင်ဒီလိုမျိုးအလိုမျိုးဘလို့လို့လုံနိုင်မှာလဲတော့ကဲပါကွာဒီကိစ္စကတော့နဲ့မဆိုင်ပါဘူးဦးတို့အနေနဲ့ရတော့လဲအမြတ်ပေါ့မရတော့လဲအရင်ပေါ့ ကဲသူ့ကံပေါ့ကွာလန်လာသွားကြရအောင် ကိုတင်မောင်ရေသွားပြီပြို့လင်မယားနှုတ်ကကိုတင်မောင်ဆိုသူကိုနှုတ်ဆက်ကတစ်ဖက်သို့ထွက်သွားကြ၏ကိုတင်မောင်ဆိုသူကလည်းတခြားတစ်ဖက်သို့ဆက်လျှောက်ကလူစုခွဲလိုက်ကြ၏ထိုနေ့ညနေပိုင်းတွင်ဦးတမ၏ចောင်း၌យွာသူយွာသားများစုយုံးကဦးတမဇာပနာတကြိုယံတောင်ចောင်းဆရာတော်ဤတံမှာဩဝါဒခံယူကြ၏ပြီးနောက်အိုးဆူလိုက်တာဝန်ကိုစီယူကဝိုင်းဝန်းရွက်ဆောင်နေကြလေ၏ထိုစဉ်တမင်ချံယွာမှတမင်ညံဆရာတော်ကြွရောက်လာ၏ အေးဥဒမပြန်လုံးနဲ့ကြားလို့ငါကြွလာတာလမ်းမှာဥဒမတယောက်မြင်းလျှောက်စည်းနေတာတွေ့လို့ငါလှဲ့ပြန်တော့မလို့ဒီကရွာသားတယောက်နဲ့တွေ့လို့သေချာမေးကြည့်တော့မှဥဒမတကယ်ပြန်လုံးတော့မူသွားမဲ့သိလို့ငါဒီရောက်အောင်လာခဲ့တာငါမျက်စိငါမယုံနိုင်တော့အောင်ဒီဖြစ်ရတယ်ကွာအတော်အံ့ဩစရာကောင်းတယ်တမင်းချန်စရာတော့စကားအဆုံးတွေတရေလူရွာသားတယောက်ကပါဆရာတော်ဤစကားကိုဝင်ရောက်ထောက်ခံလိုက် ဟုတ်တယ်ဗျာဆရာတော်ပြောတာမှန်တယ်အခုပဲကျွန်တော်ဒီဟုတ်အလားမှာထမ်းမဲ့ညာမရောက်ခင်မှာဖုံးယူးတမမြင်းလျှောက်စီးနေတာကိုကျွန်တော်မျက်စိနဲ့တက်အကူမြင်ခဲ့တာဗျာအခုဒီမှာပြန်လွန်နေတာမြင်ရတော့ဘာတွေဖြစ်နေမှန်းတော့မသိတော့ပါဘူးဗျာဒါဆိုဥဒမကပြန်လွန်သွားတာတော့လူတွေကိုအယူလုတ်သွားသေးတာဗောအေးဟာသူ့ကိုဖုံးကြီးယူလို့တို့တွေခေါ်လို့မြတို့တွေကို तू ကပြန်ပြီးအယူလုတ်သလားမသိပါဘူးအေးဝိုင်းကူလောက်ကင်ပေးနေရသည့်ယောက်ျားမိန်းမအိုးစုတို့မှသူ့အုပ်စုနှင့်သူတီတိုးစွာဖြင့်ဖုံးဥဒမအကြောင်းကိုပြောဆိုနေကြလေ ထိုးစဉ်ခလေးတိုက်ကဖုံးယူဓမ္မအကြောင်းအနည်းမှပြေးသွားရင်ညီညီညာညာအော်ဆိုသွားကြလေ၏ဌာနဥကမယားနှစ်ယောက်ကန်းကဆောက်ဖုံးဝင်းကစိတ်နောက်တောက်တောက်တောက်ကလေးတတပြင်းလွားရင်ထက်ကထက်ကအော်ဆိုတန်ကိုကြားလိုက်ရတော့ကြောင်းလက်ရှိရွာသူရွာသားတို့မှခေါင်းထောင်ကြည်ရင်မှထိုစာကိုလိုက်ပါရွတ်ဆိုကတယောက်မျက်နာတယောက်ကြည်လေးရဲ့အံ့ဩနေကြလေ။နောက်နှစ်ရက်ခန့်ကြာသောအခါဝါဘလောက်တော့မြေကမ်းတစ်ဘက်ရှိကဘာများပြိုကျ၍အိမ်သုံးလေးလုံးကပြည့်စည်သွားရ၏။ ရွာလူများကောင်းမှုကြောင့်လူအသေးပြောင်းမရှိကြ။ထိုအခါတွင်ဘုံဥဒ္ဓမကြိုတင်ပြောဆိုခဲ့ပုံကိုပြန်၍သတိရသွားကြပြန်လေ။ဤသို့ဖြင့်ဘုံဥဒ္ဓမ၏ဇဗနာကိုခொနရန်ထားပြီးနောက်တကြိုလိုက်ကြ၏။တကြိုရာတွင်လည်းဘုံဥဒ္ဓမမာသည့်အတိုင်းဆောင်ရွက်ခြင်းမဟုတ်။ဘုံဥဒ္ဓမမာခဲ့သည်မှာအကြောင်းတစ်ခုခုရှိ၍ဖြစ်နိုင်ကြောင်းအားလုံးကသုံးသပ်ပြီးထိုအကြောင်းကိုသိရန်အတွက်ဆန့်ကျင်ဘက်လှုပ်ကြည့်လိုက်ကြ၏။ဘုံဥဒ္ဓမကသူပြန်လုံခဲ့ပါကဘိုင်းမခွဲရန်မာခဲ့သည်ကိုဘိုက်ခွဲလိုက်ကြ၏။ ပြီးတော့ခါဘိုက်ထဲမှာကလီစာတို့ကိုအော်တော်တွေထည့်၍ရေမျောကရုပ်လုံးကိုမိတကြိုပြီးအယိုးများကိုတင်ဆဲထားကြ၏ထူးဆန်းသည်မှာဖုံးအင်းဦးတမ၏ဘိုက်ကို ခွဲပြီးအထဲကကလီစာများကိုရေအိုးတွေထည့်၍ရေမျောရာ ထိုအိုးမှာရေဆန်တက်လာသည်ကိုလူအလုံးမြင်တွေ့ကြ၍အံဩပနံဖြစ်ကြရပြန်၏ထိုနေ့မှာပဲလိုင်းမတော်တစီတိမ့်မောက်သောကြောင့်ရွာမလူများကယ်ဆယ်ပေးခဲ့ကြရ၏ ထိုအခါတွင်မှလည်းမော်တော်မောင်းမိအကြောင်းကြိုတင်ပြောခဲ့သောဖုံးဝင်ဥဒမကိုတတိတိယပြင်အန်ဟောဗနန်ထပ်မံဖြစ်ကြရပြန်၏တစားတစားပြင်ဖုံးဝင်ဥဒမမှာအယူဖုံးဝင်မဖြစ်နိုင်ကြောင်းတဖြည်းဖြည်းသိလာကြ၏နောက်တစ်နေ့တွင်ရွာသို့မိမပြိုသုံးဦးရောက်လာကြ၏မျက်နှာစိမ်းများဖြစ်ကြ၏ဖုံးဝင်ဥဒမကကြိုတင်မှာကြားခဲ့၍လာခဲ့ရာကြောင်းပြောကြ၏အကြောင်းမှာဖုံးဝင်ဥဒမမပြောင်းခင်ကဖုံးဝင်ဥဒမထံမှငွေချေးငှားထားသူများထံသို့ သူပြန်လုံမာကသွားရောက်ပြီးငွေကြေးတောင်းယူကဖျားတဆူတရံမှားကြသည့်အကြောင်းပဲဖြစ်မင်းမပြောသုံးပြောသည့်အမီနာမရှိသူတို့ကိုခေါ်ယူမေးမြန်းကြည့်ရာအမှန်တကယ်ပင်ဖိုးဟိဥဒမထံမှငွေချေးယူထားသူများဖြစ်ကြောင်းသိရ၏ထိုငွေချေးထားသူတို့ကလည်းချင်းငွေများကိုပြန်ပေးရန်သဘောတူကြသဖြင့်မင်းမပြူများကရွာလူချင်းနှင့်တောင်ကျောင်းဆရာတော်တို့ကိုတတ်တည်ထား၍ချင်းငွေများကိုလက်ခံပြီးထိုချင်းငွေများဖြင့်ဖျားတဆူတဲပေးရန်တောင်းဆိုပြီးနောက်ပြန်သွားကြလေ၏ ထို့အပြင်ဖះဒေဗီပါကရေသက်ချရဲ့အမိလာခဲ့ပါမည်ဟုလည်းပြောသွားကြ၏မကြမီတောင်ချောင်းဆရာတော်နှင့်ရွာလူကြီးတို့ဥဆောင်ကမိမမျိုးသုံးဦးပေးရခဲ့သောငွေများဖြင့်ဖះတစုတည်ကြ၏ဇေဒီတန်နေစဉ်ကာလအတွင်းဖုံဤဥဒမမြင်းစည်းလာလေးရှိကြောင်းမြင်ရသူများကပြောကြ၏ဥတော်ကိုယ်တိုင်၃လေးချိန်ကတွေ့မြင်ရကြောင်းသိရ၏ ညအချိန်တွင်ဇေဒီတော်အနီးတဝိုင်းမှမြင်းကွာတံများကိုလည်းညစဉ်လိုလိုကြားနေရသောကြောင့်ညမောင်သည်နှင့်ရွာသူရွာသားတို့မှအပြင်းတို့မထွက်ရဲကြဘဲအိမ်ထဲ၌သာနေကြသည်ကများ၏ဤသို့ဖြင့်ဇေဒီတဲပြီးထီတော်တဲရန်နှင့်ရေဆက်ချရန်အချိန်ကြရောက်လာ၏ထို့ကြောင့်တောင်ချောင်းဆရာတော်ကြီးနှင့်ရွာလူကြီးတို့တိုင်ပင်ပြီးထီတော်တင်၍ရေဆက်ချမိရဲ့ကိုတတ်မှတ်လိုက်ကြ၏ထိုတတ်မှတ်သည့်နေ့ရက်တွင်တရွာလုံးအုံအုံကျွတ်ပြည့်ထီတော်တင်ပွဲမှစီကားလွန်လာ၏ထီတော်တင်လူပြီးနောက်ရေဆက်ချရန်စီစဉ်ကြ၏ ထိုအစီအစဉ်မရောက်မီတစိမ်းအမျိုးသမီး၃ဦးကိုမျှော်နေမိကြ၏တို့ရတွင်ရေစဲချရန်ပြင်ဆင်နေသည့်တာထိုအမျိုးသမီး၃ယောက်ကိုအစအနပဲမတွေ့မမြင်ရချေတောင်ချောင်းဆရာတော်သည် ရေစဲချရန်အတွက်ရွာလူကြီးကိုရေစက်ခွက်ခိုင်းရန်ပြော၏ထိုအချိန်ကျမှမိမပြို၃ဦးမှရေစက်ချမိမန်းတပ်အတွင်းသို့ရုတ်တရက်ဝင်ရောက်လာခဲ့ကြ၏ထိုအမျိုးသမီး၃ဦးမှလှပချောမောပြီးတက်လွင်တောက်ပါသောအဝယ်စားများကိုဝတ်ဆင်လျက်မှုေးပြန့်ကြိုင်လိုက်၏လူတိုင်းငေးမောကြည့်ရှုကြရ၏ ရည်သက်ချပြီးအမြပေးဝေသောအခါတွင်မန်းတပ်အပြင်မှမြင်းကွာတန်ကိုရုတ်တရက်ကြားလိုက်ကြရ၍မန်းတပ်အပြင်သို့လိုက်ကြည့်တော်လဲမြည်သည့်အရင်ရောင်များမတွေ့ရချေထိုစဉ်မိမပြိုသုံးဦးကနှုတ်ဆက်ကထပြန်သွားကြ၏မိမပြိုများသွားရနောက်သို့လူအုပ်ကြီးကမျက်စိတစုံလိုက်ကြည့်ကြ၏တို့ရတွင်မျက်စိတစုံအကြည့်ထဲမှာပဲထိုအမျိုးသမီးသုံးဦးမှရုတ်ကြီးပြောက်ွယ်သွားကြလေ၏ထိုဖြစ်ပျက်ကြောင့်လူတိုင်းအံဩပနံဖြစ်၍ကြံခဲ့ကြရတော်၏ ကျွန်တော်အခုဖတ်ပြတဲ့အကြောင်းအရာကတော့ဝါဘလောက်ရွာသားတူဦးရဲ့ဖြစ်ရမှန်ပြောကြားချက်ကိုဒါပြန်ဖတ်ပြတာပေါ့နော်ဒီဇေဒီကလည်းအခုဒီဝါဘလောက်ရွာမှာပဲဥဒမဇေဒီဆိုပြီးအပွဲနိုင်မဲ့တွင်ပြီးတော့အခုချိန်ထိရှိနေတော့မှာပဲခင်ဗျာအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်အောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေနဲ့ပြည့်ရစမ်းကြည့်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ